င်ဒါပါလေအဲ့ဒီတိမှုသဘောလေးကဒါဖောက်ပြန်တတ်တဲ့ရုပ်တဘာဝဖောက်ပြန်တယ်ဆိုတာကခုတမျိုးတော့ကြာတမျိုးဖြစ်တာကိုပြောတာနောက်ဖောက်ပြန်တယ်ဆိုတာကိုဉာဏ်ကဟိုအထင်မိမှလည်းစိုးရသေးတယ်ဟုတ်လားဖောက်ပြန်တယ်ဆိုတာခုတမျိုးဖြစ်လိုက်တော့ကြာတမျိုးဖြစ်လိုက်ခုဖြစ်နေတာမရှိတော့တခြားတမျိုးဖြစ်လိုက်နဲ့အမျိုးမျိုးသောအကြောင်းကြောင့်သူကတမျိုးပြီးတမျိုးဖြစ်နေတာဒါကိုပါပြောတာနော်ဖောက်ပြန်တာဟုတ်လားအဲ့ဒီတိမှုသဘောကိုတိနေတဲ့သဘောလေးရောမရှိဘူးလားရှိတယ် သတိဒါကရှင်းရှင်းပြောရရင်ရုပ်တဘာဝပဲ။နောက်သိတာကနာမ်တဘာဝပဲ။အဲ့ဒါပုဂ္ဂိုလ်တ ত্ত্ব ဝါဆိုတဲ့အမြင်ကအဲ့ဒီအချိန်မှာပြောင်းနေတယ်။ကိုကဘာတုံးဆိုတော့ထိတာနဲ့သိတာ။နောက်ထိတာကိုသိနေတယ်။ဥပြီးတော့ဉာဏ်ရှိလာလို့ရှိရင်အဲ့ဒီသိတာလေးကိုကထပ်သိနေတယ်။ဟုတ်လား။အဲ့တော့ထိတာကရုပ်၊သိတာကနာမ်။အဲ့ဒီရုပ်နဲ့နာမ်ကိုတခါကြီးနာမ်ကပဲထပ်ပြီးတော့ပြန်ပြီးတော့သိနေနိုင်တယ်။သဘောပေါက်ရလားဗျ။အေး။ အဲ့ဒါဒါကဥရှင်တို့ပြိပိတဘောတော့နာမရူပပိစီဒါဉာဏ်သဘောလေးကိုနည်းနည်းလေးပြောပြတာဥရှင်ကဟုတ်လားအဲ့ဒါကိုကိုကဒလက်ဆက်ထက်ပြီးတော့တတိကိုနော်ခိုင်အောင်မြဲအောင်ကြိုးစားမယ်ဆိုလို့ရှိရင်ဘာဒီဆက်တည်လာနိုင်တော့နော်အစားတုံးကနော်ဝင်လေကြောင့်ဖြစ်တဲ့ထိမှုကိုတခုလေလို့ထင်ထွက်လေကြောင့်ဖြစ်တဲ့ထိမှုကိုလည်းတခုလေလို့ထင်ဟုတ်လားတတိတကယ်ကောင်းလာပြီဆိုလို့ရှိရင်အော် ဝင်လေကြောင့်ဖြစ်တဲ့ထိမှုကတခုလည်းမကပါလားထိမှုသဘောလေးတွေမြောင်များစွာဆင်းဆက်မပြတ်ဖြစ်ပေါ်သွားတာပါလားလို့သိနိုင်ထွက်လေကြောင့်ဖြစ်တဲ့ထိမှုမှလည်းပဲဒီထိမှုသဘောကတခုလည်းမဟုတ်ဘူးအများကြီးဆင်းဆက်မပြတ်ဖြစ်ပေါ်သွားတာပါလားဆိုတာကိုသူသိနိုင်တယ်ဘယ်လိုညာလဲဆိုတာကတော့တိတိကျကျပြောလို့မရတဲ့အနေအထားပဲဟုတ်လားထိတဲ့သဘောလေးတွေဒါကိုယ့်ရဲ့တတိအားကောင်းရင်ကောင်းသလောက်တမာတိအားကောင်းရင်ကောင်းသလောက် ထိမှုသဘောလေးတွေကိုမြောင်ညာစွာသူပိုင်းခြားပြီးတော့သိနိုင်တယ်မြင်နိုင်တယ်ဟုတ်လားဒါဒါဒါဉာဏ်လေးတစ်ဖြည်းဖြည်းမြင့်လာတာလေးကိုပြောပြတာဟုတ်လားဒါတိမှုသဘောတွေဟာတတိပိတတိဝင်လေးတစ်ခုအတွင်းမှာကိုပဲတတိပိတတိဆင်ဆက်မပြတ်ညာစွာဖြစ်ပေါ်သွားတယ်ထွက်လေးတစ်ခုအတွင်းမှာကိုပဲတိမှုသဘောတွေဟာတတိပိတတိဆင်ဆက်မပြတ်ညာစွာဖြစ်ပေါ်သွားတယ်ဟုတ်ဒါပါလဲဆိုရင်သူအနေရှာကိုတိဖို့နော်တဖြည်းဖြည်းနဲ့သူ့ရဲ့ဉာဏ်ကအကြီးတက်လာတာဟုတ်လား တစ်ခုပြီးတစ်ခုဖြစ်သွားတယ်ဆိုတော့ကိုဟာစားတစ်ခုဖြစ်လာပြီဆိုရင်အရင်ဖြစ်တဲ့ဟာကမရှိတော့ဘူးဆိုတာအလွတ်လွတ်သိသဘောပေါက်လာလေထက်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 အစ်စ်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 ဒလဇက်ထိမှုသဘောတွေဟာဆင်ဆက်မပြတ်ဖြစ်တယ်ဟုတ်လားအစ်စ်အစ်စ်ဖြစ်လာတိုင်းဖြစ်လာတိုင်းသူ့အရင်သူ့အရင်ဖြစ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 ်သွားတဲ့ထိမှုသဘောတွေဟာမရှိတော့ဘူးမရှိတော့ဘူးဆိုတော့ကုံဆုံးချုပ်ပြောင်းလိုက်နေတယ်ဆိုတာအလွတ်လွတ်ထင်ရှားတယ်သဘောပေါက်လားဦးဇင်းပြောတာအေး ါကြောင့်ဝင်လေထိတယ်ထွက်လေထိတယ်ဒီထိတာကိုသာဒလဆက်တိနေဉာဏ်ကတော့သူမြင်မှသွားမှာကိုကယုံကြည်ချက်နဲ့ယုံကြည်ချက်ဆိုတာမြင်မှတယ်ဒါဉာဏ်ပညာကိုဖြစ်စေနိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့တကယ်ဝရိယထက်ထက်တန်တန်နဲ့ဇဝဲနဲ့နာကြိုးတာမသိဘူးဆိုတာမရှိဘူးသဘောပေါက်လားဗျအေးအဲ့တော့အဲ့လိုဦးဇင်းတို့ဒီထိမှုသဘောလေးတွေရဲ့နော်ပျက်စီးချုပ်ပျောက် လိုက်နိုင်မှုအတိအတိဒလဇက်ဖြစ်ပြီးတော့ဖြစ်တိုင်းဖြစ်တိုင်းတော့ထိုအတိအတိထိမှုသဘောတွေဟာလည်းဒလဇက်အကုန်ဆုံးလိုက်နေတဲ့သဘောဒါကိုသူကတည်နိုင်တယ်ပေါ့ဟုတ်လားအေးအဲ့လိုတည်လာပြီဆိုလို့ရှိရင်ဒီဥစ္စာကိုဒကာဓမ္မတို့ဦးဇင်းတို့အနေအဆာကိုတည်တယ်ညာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကိုတည်ရင်ဒုက္ခကိုလည်းဆက်ပြီးတော့တည်သွားနိုင်တယ်အနတ္တဆိုတာကိုလည်းဆက်ပြီးတော့တည်သွားနိုင်တယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ထိုက်တဲ့လောက်ကလေး ဩတတိကိုပြည့်စုံပြောထောင်နေခြင်းဒီဒီလိုအသိဉာဏ်တွေကိုဆက်လက်ပြီးတော့ဖြစ်ပေါ်လာစေပါလားလို့တော့သိရတယ်ပေါ့ဒါပါလဲဆိုရင်ပညာပါဒတာဉာဏ်ပညာပြတ်တတ်တဲ့သူအာရုံရှာတဲ့ရပညာပြတ်တတ်တဲ့အဆင့်မြင့်သွားတာအသိအသိလေးတွေဉာဏ်လေးတွေတော့ပြောနေတာကအဲ့လိုဉာဏ်ပညာအဆင့်မြင့်လာတဲ့အခါမှာအဲ့ဒီလိုကစောစောကပြောတယ်နော်သူကိုယ်တိုင်ကစိုးရိမ်မှုမရှိဘူးလို့ပြောတယ်ဒါကမှန်မှန်ကန်ကန်သိလာပြီဆိုလို့ရှိရင်အဲ့ဒီလိုက နော်လူကျင်တာတွေဆွလန်းတာတွေတိတ်ပိုက်တာတွေဆိုရင်ဒီလောဘတက်ကနည်းသွားတယ်။ဒါကြီးကလူချင်းစရာမမိုးစရာတခုမှမတွေ့ရဘူးလို့သူနားလေ။ဟုတ်လား။အဲ့လိုလောဘတက်နည်းသွားပြီဆိုရင်စိုးရင်လေဆိုတာအဲ့ဒီလောဘကြောင့်စိုးရင်ရ။ဒါကနားလေဖို့လို့လေ။ရခြင်းနေပြီဆိုရင်ရမရပါမလားဆိုတော့လာတယ်။ရူးရူးလေးတော့ရူးရူးလေးတော့ရခြင်းနေပြီဆိုရင်ရမရပါမလားဆိုတော့လာတယ်။ရှားထားလို့တိတ်ပိုက်ထားပြီဆိုရင်လည်းပဲအဲဘယ်ချိန်မှပျောက်ကွယ်သွားမှပျက်စီးသွားမှဆိုတော့လာပြန်တယ်ဟော။ မရသေးခင်မှာတော့ရမှရပါမလားရပြီပြန်တော့ဘယ်ချိန်မှပြည့်စည်သွားမလဲလောဘနဲ့တောကဆိုတာတွဲနေတာဗျာဟုတ်လားအဲ့တော့ပညာဉာဏ်ကြီးလာတဲ့အခါမှာအဲ့ဒီလောဘတက်နေသွားတဲ့အတွက်ကြောင့်စိုးရိမ်မှုနေသွားတာရွတ်ရွတ်လေးပဲအဲ့ဒါဉာဏ်ပညာမရှိဘူးမမကကမသိဘူးဆိုရင်တော့သူ့ဟာကတော့လူချင်းမှုမမုန်းဘူးဆွဲလက်မှုတိမ့်ပိုင်မှုဒီလောဘတွေပဲတမျိုးပြီးတမျိုးဖြစ်ပြီးတော့ဒါစိုးရိမ်မှုတွေနဲ့သူ နေကြရမှာဟုတ်လားဒါကြောင့်တတိဟို ြုစုပြိုးထောင်လာပြီဆိုလို့ရှိရင်ပညာပြတ်တတ်ဖို့ရောက်ပြီးတော့စိုးရိမ်မှုကင်းပြီးတော့စိုးရိမ်ခြင်းတို့ရောက်နေကြတဲ့တတ္တဝါတွေကိုသူမြင်ရတယ်ဆိုတာပြောတာဟုတ်လားအေးနောက်ပါဆက်ပြောသေးတယ်ဆိုတော့ဂါထာလေးကမဆုံးနေဘူးပပတ္တသောဘပုမတ်တိဒီရောပါလေးအဝခတိပပတ္တသောတောင်းထိတ်နဲ့ရောက်နေသောပုဂ္ဂိုလ်ဒီဘူမတ်တိမြေမြမာရှိနေတဲ့လူတွေကိုအဝခတိဤဝံကြီးရှုနေပြီတကယ်လို့ပန္တိတော် အပမာဒဆိုတဲ့တတိတရားလက်ကင်ထားတဲ့ဖြင့်တဖြည်းဖြည်းအတိဉဏ်တိုးတက်မြင့်မားလာတဲ့ပညာရှိတယ်ဆိုတဲ့ထုပ်ပုဂ္ဂိုလ်တည်းဘာလံအပမာဒတရားလက်ကင်မထားတဲ့ဖြင့်မိမိရောရောပောဝဆာလာနေတဲ့ဖြင့်ဘာအတိဘာဉာဏ်ပညာမှမဖြစ်ထွန်းတဲ့လူမိုက်ကိုအဝကတိကြည်နေရတယ်မြင်နေရတယ်တောင်ထိပ်ပေါ်ရောက်နေတဲ့လူကမြေပြင်ပေါ်မှာရှိနေတဲ့လူတွေကိုကြည်နေသလိုမျိုးပါတဲ့ဟုတ်လား တတိလေးနဲ့နေလို့အတိတွေတိုးတက်လာတဲ့အဲ့ဒီပညာရှိတဲ့ပုဂ္ဂိုလ်ကတတိနဲ့မနေလို့ဘာအတိအေးမှမမှန်ကန်ကန်မရရှိတဲ့မိုင်မဲတဲ့လူတွေကိုဘာလို့ရလဲကြည်နေရတယ်မြင်နေရတယ်တဲ့ဘလောက်အတက်ဆရာကောင်းအောင်တတိရဲ့အကျိုးကျေးဇူးဟုတ်လားအဲ့ဒီလေးတက်ကိုကိုကအမြင်ကနေပြီးတော့အကြည့်နိုင်မြင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ချင်လားအနည်းကနေပြီးတော့အကြည့်ကအမြင်ကလေးဖြစ်ချင်လားလို့မေးရင်ဒီမေးခွန်းတော့မေးရမှာမလို့ပါဟုတ်တယ်မို့လားအမြင်ကပဲနေချင်ကြမှာနော်ဟုတ်တယ်မို့လား အစာပိုင်းကပါတယ်ပြက်သက်တဲ့သူတက်တဲ့နောက်ပိုင်းကျတော့တောင်ထိပ်ပေါ်တောင်ရောက်သွားတယ်ဟုတ်လားအဲ့တော့အဆင့်ကတဖြည်းဖြည်းနဲ့မြင့်မားသွားတယ်ဆိုတာကိုပြောတာဟုတ်လားအဲ့တော့အဲ့လိုကိုကအဆင့်မြင့်ပြီးတော့နော်စိုးရင်ကြီးရဲ့အကြောင်းတရားဖြစ်တဲ့ကိရိတာတွေနေတဲ့နေပြီးတော့စိုးရင်မှုရှိပဲနဲ့ချမ်းချမ်းသာသာကြီးကြီးလေးလေးအေးချမ်းချမ်းနေနိုင်ရင်လည်းဆိုရင်ဒါတတိကိုပဲပြုစုပြောထောင်ဖို့ပဲရှိဒါကသူများကြီးကိုတောင်းခံလို့လည်းမရဘူးအကူကြီးတောင်းလို့မရဘူးတိပြင်ပါနဲ့မှလည်းလဲလဲလို့မရဘူးကိုကိုတိုင်းလည်းကြိုးစားအထောက်အကူကျန်တဲ့လေးတွေက ဒီပြဟာလေးရင်းနဲ့လဲလို့လဲလို့တောင်းလို့ကုကြီးတောင်းလို့မရတာအကြောင်းလေးတွေရှိတယ်ဒီကိစ္စကတော့မရကိုယ့်အကူပဲလုံရတယ်ကိုလုံးမှပဲကိုရတယ်ကိုချမ်းသာအောင်ကိုပဲလုံနိုင်တယ်ဒါကြောင့်ကိုဒီပင်နဲ့ကိုရဲ့အာကိုရဖြစ်တယ်အစားထိုးလို့မရဘူးလူသူများလုပ်ပြီးလို့မရဘူးလို့ပြောတာဟုတ်ရလားဒီဒါကတော့ဦးဇင်းတို့ဒီကနေ့ပြောရင်လားနော်တတိနဲ့နေခြင်းရဲ့အကျိုးကျေးဇူးလေးဟုတ်လားကျေးဇူးလေးနော် အသိဉာဏ်ပညာမြင်မှပြီးတော့စွေမှုနေပါမယ်။နော်။တပြိုင်တည်းမှာပဲအသိပညာမရှိလို့စွေမှုတွေရှိနေကြတဲ့လူတွေကိုလည်းမြင်ရတယ်။ဩကြည်သာစွေဉာဏ်မဟုတ်စွေနေကြတာ။ပူလောင်ကြမဟုတ်ပူလောင်နေကြတာ။လွယ်မမှုတွေနဲ့နေပြီးတော့လွယ်မမှုရဲ့အကျိုးဆက်ကိုရနေကြတာလို့ကိုသိရတယ်မြင်ရတယ်ပေါ့။ဟုတ်လား။အေးအဲ့တော့ဦးဇင်းလို့ပြောနေတာကတတိယလေးထားလို့ရှိရင်ဉာဏ်ပညာတွေမြင်မှလာတယ်။ဉာဏ်ပညာကပါလေအိဋ္ဌာကိုသိတဲ့ဉာဏ်ပညာ။ အဲ့လိုအနေဆာကိုကြည့်ပြီဆိုလို့ရှိရင်ယသော်ဘုရားဓမ္မဗရပါဠိတော်မှာ